ီပိုင်းလေးရဲ့ဆက်မှာတော့ဂေါ်ရုံရဲ့လက်ထဲမှာဖန်ခံလိုက်ရလို့အာခံအောင်ပို့ခံလိုက်ရပြီဖြစ်တဲ့ဝကောင်းစလို့သတမဟာသူတို့နားနေကန်းထဲမှာပဲရှင်းအောင်တခြင်းတဘောကိုဖွင့်ပြီးတခြင်းနဲ့တို့လိုက်ပါစီမျောခန်းစားနေတာဖြစ်ပြီးကျန်တဲ့အယူတွေကပါသူ့လိုမျိုးတခြင်းကိုခန်းစားနေကြတာပါဒါပေမဲ့အယူတွေတည်းကဗလာတောက်နောက်နဲ့တယောက်ကတော့အဲ့တခြင်းကအယံမုံတယ်ငါမေကငါ့ကိုရိုက်တဲ့ချိန်ထဲမှာအဲ့တခြင်းကိုဖွင့်ထားလိမ့်ရှိတယ်ဒါကြောင့်ငါလည်းအဲ့တခြင်းဖွင့်ထားတဲ့ချိန်မှာပဲငါအမေကိုတတ်ပလိုက်တယ်အဲ့တော့မင်းလည်းအသက်မကန်ကြီးခုချက်ချင်းတချင်းကိုပိတ်လိုက်လို့လမ်းပြောလိုက်ပါရယ်။ဝကောင်းစလူသက်သမားကတော့တချင်းကိုမပိတ်ပဲ မင်းပြန်မင်းကိုရိုက်တယ်ဆိုတော့ဘာလဲမင်းကဘောက်မီတဲ့ဤပချလို့လားဒါမှမဟုတ်မင်းကစကားထက်နေလို့မှတ်လားအဲ့လိုပဲဖြစ်မှာပါလေလို့ပြောလိုက်တဲ့အတွက်ဗလာကြီးနဲ့အယူကဒေါသထွက်သွားပြီးဝကောင်းစလူတသမောက်ထိုးထလိုက်ပါတယ်ဒါကိုအဆောက်နေမြင်သွားပြီးသူတို့နားနေဆောင်နဲ့ဝင်ဖို့ကြိုးစားပေးမယ်ရံမွဲဆိုရင်ထိတ်ဆုံးကနေအားပေးခြင်းနဲ့အယူတကောင်ကအဆောက်နေဝင်လာလို့မရအောင်တကောက်အတွင်းရံနေဆွဲပိတ်လိုက်ပါတော့တယ်အထိုးခံလိုက်ရလို့မျက်နှာကြီးရွယ်ဆောင်းသွားတဲ့လူတသမားကတော့ငါမှဒီလိုမျက်နှာမျိုးရအောင်ပတ်စံနေအများကြီးကုန်ခံပြီးခွဲစိတ်ပြပြင်တာလားလို့ပြောလိုက်ကသူ့စီတိုက်ခိုက်ဖို့ပြေးဝင်လာတဲ့ဗလာကြီးရော တချင်းဖွင့်လာတဲ့တပြားကိုနှစ်ပိုင်းဆွဲချိုးလိုက်ပြီးကျိုးသွားတဲ့အချွန်တစ်ဖက်နဲ့ပြေးဝင်လာတဲ့ဗလာကြီးရဲ့ဘိုက်ထဲကိုထိုးဆိုင်ပလိုက်ကကျန်တဲ့အချွန်တစ်ဖက်နဲ့ဗလာကြီးရဲ့လဲဘင်းကိုဖျက်ချပလိုက်ပြီးတချင်းလေးကိုဆက်ကြီးနေရင်တတရရရပဲဖြစ်နေခဲ့ပါတယ်။နောက်တစ်ခါမှတော့ဘောကောင်းစုလူသက်သမားရဲ့မျက်နှာဖွဲ့စည်းပုံဓမ္မရိုက်ထားတဲ့စာရွက်ကိုခေါရုံနဲ့လူစီရတို့ကကြည့်နေကြတာပဲဖြစ်ပါတယ်။လူသက်သမားကသူ့မျက်နှာအရိုးတွေကိုဖဲထုတ်ထားပြီးတိုက်တနီယံတက်တူတွေကိုအစားထိုးရတဲ့အပြင်နေရွက်နောက်ဖက်နဲ့လဲဘင်းတစ်လျှောက်မှာလည်းအမားရွက်တွေအများကြီးတို့တွေ့ရပြီး လက်မွေရမှတ်တမ်းကိုစစ်ဆေးကြည့်တဲ့အခါမှာလည်းတက်တည်လေးအလုံးဖျော့ပြထားတာမို့လို့လူသားသမားကသူမသူဆိုတာကိုသိသွားမှဆိုလို့အကောင်းဆုံးဖုံးကွယ်တာမှန်ကော်ရုံတို့လည်းသိသွားကြပါတော့တယ်။ကော်ရုံကတော့ဒီလူသားသမားဟာလူတွေအာယုံစိုက်ခံအောင်အများရန်လုပ်ပြီးသူ့ရဲ့မူရင်းမျက်နှာအစစ်ကိုမသိစေချင်ဘူးဆိုတာကတော့အဓိပ္ပာယ်မရှိဘူးလို့ပြောလိုက်ပြီးလူသားသမားရဲ့မူရင်းမျက်နှာကိုသိရဖို့အတွက် X-ray သုံးပြီးမူရင်းမျက်နှာကိုပုံဖော်ပြဖို့လူစီရောက်တောင်းဆိုလိုက်ပါတယ်။အဲ့နောက်မှာတော့ရုံးခန်းကိုပြန်လာတဲ့ကော်ရုံကိုဆိုဖီယာတွေ့ကျင်လို့အတင်းဆောင်နေတာကိုတွေ့ရပါတယ်။ ဆိုဖီယာသူကပတိန်ဖြစ်အောင်လုပ်ပေးတဲ့ကိစ္စကိုပင်ကွင်းတီဝါကြီးလို့ပြောလိုက်ပြီးအခုကစပြီးပင်ကွင်းကိုဖြုတ်ချဖို့လုပ်တော့မှာမလို့ဂေါ်ရုံအတူတူပူးပေါင်းစီခြင်းနဲ့လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဂေါ်ရုံကတော့ပင်ကွင်းကိုဖြုတ်ချပြီးပြီဆိုရင်တော့မှဆိုဖီယာနဲ့ပူးပေါင်းစရာဘာကြောင့်မှမရှိဘူးလို့အပြည့်ညင်းလိုက်တာပါ။တပတ်မှာတော့လီယာဆင်းရဲသားရုပ်ကမှာကောင်းဆောင်ဖြစ်သွားပြီမို့လို့လူဆင်းရဲတွေကိုယောဂလည်းကုပေးတဲ့အပြင်ဆင်းရဲသားတွေအချင်းချင်းမတည့်ပဲအငင်းကုန်ဖြစ်တဲ့အခါမျိုးမှာလည်းလီယာခိုက်ရံဖြစ်ပေါ်မှုမရှိအောင်အတက်နိုင်ဆုံးဖြစ်ရှင်းမိနိုင်ပေးတာပါ။ဒီချိန်မှာပဲလူမိုက်တွေလက်ထဲမှာထိုးချိတ်ခံလိုက်ရလို့နှာခေါင်းရိုးကျသွားတဲ့လူတယောက်ရောက်လာပြီ။ ဆင်းရဲသားရက်ွက်ရဲ့တောင်ပိုင်းပိုင်းမှာအုပ်ချုပ်နေတဲ့ဆမ်ဆွန်ဆိုတဲ့လူမိုက်ကသူ့ဆက်ကျဲတောင်းတာမပေးလို့အခုလိုရိုက်လွတ်လိုက်တာပဲဖြစ်ပါတယ်။နှာခေါင်းကျိုးသွားတဲ့သူကလည်းဒီနေရာကိုလေးရအုပ်ချုပ်နေပြီမို့လို့သူတို့တောင်းတဲ့ဆက်ကျဲကိုမပေးနိုင်တဲ့အကြောင်းပြောပြလာခဲ့တာပါ။နိကမာကတော့အဲ့ဒီလူမိုက်စီကို Grandio လွတ်ပြီးဖြစ်ရှင်းခိုင်းမှုပြောလိုက်ပေးမယ်။လီကတော့ပြဿနာဖြစ်တိုင်းဘလာအားကိုးပြီးလက်မောင်းနေဆွဲဖြုတ်တတ်တဲ့ Grandio လွတ်လို့မရဘူးလို့ပြောလိုက်တာဒီပြဿနာကိုအကျန်းနေမတော့မဲ့အနုနည်းနဲ့ပဲရအောင်ဖြစ်ရှင်းမယ်လို့ပြောလိုက်ပါတယ်။တပတ်မှာတော့ဂေါ်ရွန်တွေ့ပြီးပြန်လာတဲ့ Sofia ကိုပင်ကွင်းကအသင်းဆောင်နေခဲ့တာဖြစ်ပြီး ဂေါ်ရွန်မုံပါတယ်ဆိုတဲ့ဆိုဖီယာဂေါ်ရွန်နဲ့နန်းနေတာကိုမာတင်ရဲ့တွေးခဲ့တဲ့ကြောင်းပင်ကွင်းကပြောပြလိုက်တော့တာပါအဲ့ဒီပင်ပင်ကွင်းကဒီကြားတဲ့မင်းငါ့ကိုဆက်ဆံခဲ့တာတဲ့အားလုံးကအလိညာရေးပဲဆိုတာကိုသိလိုက်ရပြီလို့ပြောလိုက်တဲ့အတွက်ဆိုဖီယာကျမနဲ့ဂေါ်ရွန်ကြားမှာဘာနမ်းမှမရှိခဲ့ဘူးလို့ပြောလိုက်ပြီကျမရှင်းတယောက်တည်းကိုပဲစိတ်ထဲမှာရှိတာပါလို့ပြောလိုက်တော့ပင်ကွင်းကလည်းအဲ့ဒီစကားသာအမှန်တိုင်းဖြစ်ရင်ကောင်းမှာပဲလို့ပြောလိုက်ပြီခမရတို့နှစ်ယောက်အကြောင်းစုံစမ်းကြည့်လိုက်တော့ခမရကဂေါ်တန်ကိုမလာခင်လေးတင်ပါပဲဂေါ်ရွန်ကလည်းတောင်ပတ်ပိုင်းကိုခီးထွက်ခဲ့တာဆိုတော့ခမရတို့နှစ်ယောက်ကငကိုတဲ့နှစ်ယောက်ပေါင်းပြီးကြုတ်ဖြစ်စည်းဖို့ကြံစီခဲ့တာပဲလို့ပြောလိုက်ပါတယ် ီတော့မှဆိုဖီယာလည်းလိမ့်လို့မရတဲ့အဆုံးဟန်ဆောင်မနေတော့ပဲရှင်ကအရန်လူရည်နဲ့တည်းဆိုပြီးလူတိုင်းကကျမကိုသတိပေးခဲ့ကြပါမယ်။အကဲတကယ်တမ်းမှာတော့ရှင့်မရဲ့စပြုတ်လက်ရလေးကိုတိုက်ပြီးရှင့်ရဲ့ခြေထောက်ကိုနှိပ်ပေးလိုက်တာနဲ့ပဲရှင့်ကိုတိမ်းသွင်းနိုင်ခဲ့တာဆိုတော့တကယ်လို့ရှင်ကတုံးလေးတစ်ကောင်ပဲလို့ပြောလိုက်တဲ့အတွက်ပင်ကွင်းကအတော်လေးစွန့်အာသွားပြီးစိတ်ထိခိုက်သွားခဲ့ရတာပါ။ဒါပေမဲ့မကြောတဲ့နှလုံးသားကိုပိုင်ဆိုင်ထားတဲ့ပင်ကွင်းဟာသူ့ရဲ့ခံစားချက်တွေကိုဘာမှမဖြစ်တယ်လို့မျိုးထိန်းချုပ်လိုက်ပြီးမင်းဒီလိုလုပ်နေတာရဲ့နောက်ွယ်မှာမင်းရဲ့အဖေရောပါဝင်ပတ်သက်နေလားလို့မေးလိုက်တာ။ မင်းရဲ့အကြံစီအားလုံးပြောပြဖို့အတွက်သွားစရာဝန်နဲ့မိတ်ဆက်ပေးမယ်လို့ပြောလိုက်ပြီးဆိုဖီယာကိုနှိပ်စက်မဲ့လူတစ်ယောက်ကိုခေါ်လိုက်ပါတော့တယ်။တပတ်မှာတော့ကော်တော်ကဝါကောင်းစလူသက်သမားကိုအခမ်းအမသွားတွေ့တာဖြစ်ပြီးလူသက်သမားရဲ့ဘုံကွယ်တာရဲ့တယုံမှန်အောင်သိချင်တဲ့အတွက်ခမရဲ့ဒူးစရိုက်မှုတွေအတွက်ဂုံပြူမခံချင်ဘူးလားလို့မေးလိုက်ပါတယ်။လူသက်သမားကတော့ဝကောင်းစလူသက်သမားလို့နာမည်ကြားတာနဲ့ခေါတန်တစ်မျိုးလုံးကကြောက်လွန်ထိတ်လန့်နေတဲ့အတွက်သူ့ရဲ့ရာဇဝတ်မှုတွေကသူ့ကိုဂုဏ်ယူစေပြီးပြီလို့ပြန်ပြောလိုက်ပါရတယ်။ ခေါ်တော်ကတော့ဘောတန်မျိုးကြီးလိုအယူတွေပေါ်တဲ့နေရာကြီးမှာခမရကိုကြုံခန်းလိုက်ပြီးကြတဲ့ကခမရအကြောင်းကိုလူတွေကစိတ်ဝင်စားတော့ဘူးလို့ပြောလိုက်ပြီးဒီမြို့မှာတောင်းကြခဲ့တဲ့ဂျရုံပင်ကွင်း fish money တို့ဆိုရင်ခုချိန်နေသူတို့မှာအာနာရှိတော့မယ်ဒါပေမဲ့ခမရမှာတော့ဘာအာနာမှမရှိခမရတို့နဲ့ရှင်ဒုတိယအဆက်မရှိတယ်လို့မခံကြအောင်ပြောပြလိုက်ပါတယ်ဒါကြောင့်မလူတသမားလည်းဒေါသထွက်သွားပြီးတခြားကူတွေကကြုတ်ကုန်မေ့သွားပြီးဆိုရင်တော့မှခမရတယောက်ကတော့မမေ့သေးလို့လာတွေ့နေတာမှလားလို့မိလိုက်တဲ့အတွက်ခေါ်တော်ကလည်းဒါခမရကိုနောက်ဆုံးလာတွေ့တာပဲလို့ပြောပြီးပြန်မို့လောက်ပါတော့တယ် ဒါကြောင့်မလူသက်သမားခမရကျုပ်ကိုလွယ်လွယ်နဲ့မေးလို့မရစေရဘူးလို့ပြောလိုက်တာသူ့လိုလူဆိုးတယောက်မေးမဖြစ်ဖို့ခေါ်ရုံဒေါသတကြီးကျင်းဝလိုက်ပါတယ်တဖက်မှာတော့လီယာသူတို့စင်ရဲသားရကွက်ကလူတယောက်ကိုစက်ကြီးမပေးလို့နှာခေါင်းယိုချိုးအောင်ထိုးပစ်လိုက်တယ်တောင်ပပန်းကလူမိုက်ရှိရစီကိုငကမာနဲ့တူထွက်လာခဲ့တာပါလူမိုက်ကောင်းဆောင်ကတော့လီယိုမြင်မြင်ချင်းပါပဲငကမာလိုမလောက်လေးမလောက်စားကောင်းအောင်ခေါ်လာမဲ့စား grandy လိုလူသိုင်းတယောက်ကိုခေါ်လာမဲ့တင်လာတာလို့စီချိုပြောလိုက်ပါတယ်လီယာတော့နှစ်ဦးနှစ်ဖက်ချစ်ချည်ရည်တိစောက်တဲ့နေရာမှာလူမိုက်ငားစရာမလိုပါဘူးလို့ပြောလိုက်ပြီး သူတို့ကျိုးဝိုင်းနဲ့ရတဲ့အမျက်ငွေရဲ့ဆေးရခိုင်နှုန်းကိုလူမိုက်ကောင်းဆောင်ပေးမယ်ဆိုပြီးကန့်လန့်လိုက်ပါတယ်။ဒါပေမဲ့လူမိုက်ကောင်းဆောင်ကတော့မင်းတို့ဆေးကန်းဝကလပ်ဝမင်းတို့တနေလုံးငါအကုန်ယူပြမှာ။ဘာမှညှိနှိုင်းနေစရာအကြောင်းမရှိဘူးလို့ပြောလိုက်ပါတယ်။ဒီလိုပြောရင်းနဲ့ပဲလူမိုက်ကောင်းဆောင်ကချောင်းဆိုးသွားပြီးချောင်းဆိုးရင်းနဲ့သွေးပါပါလာတာကိုလီယာလည်းတွေ့သွားပါတော့တယ်။ဒါကြောင့်မလီယာရှင်းအောင်ကြည့်ရတဲ့အခြေအနေမဟန်ဘူးလို့ပြောလိုက်ပြီဒီဆင်းရဲသားရက်ကွက်မှာခုတလောချောင်းဆိုးရင်သွေးပါတာဖြစ်များနေတယ်အဲ့ဒါဗိုင်းရပ်အသစ်တစ်မျိုးပဲချက်ချင်းမကုတ်ရင်ရပိုင်းအတွင်းရှင်သေးလိုက်မယ်လို့ပြောလိုက်ပြီညှိနှိုင်းမှုကိုလျှော့ပေါ်ပေးတဲ့အနေနဲ့ ရှင်းလူတွေအားလုံးကျမအခမဲ့ဈေးကူပေးမယ်ဆိုပြီးကန့်လန့်လိုက်ပြန်ပါတယ်ဒါမဲ့လူမိုက်ကောင်းဆောင်ကလီယိုကယူမဆိုင်တဲ့ပုံစံနဲ့လောင်ရီလိုက်ပြီးအဲ့လိုလောင်ရီလိုက်ရင်းနဲ့ပဲချောင်းကလည်းထဆိုးလာပြန်တာမို့လို့လီယာရှင်းနေရသုံးရက်နေလို့တည်သွားတဲ့ခါကျရင်ရှင်းနေရမှာထိုင်မဲ့ကောင်းဆောင်တဲ့နဲ့တွေ့တဲ့ခါကျမှပဲဆက်ဆွေးနွေးရမယ်လို့ပြောပြီးပြန်မှုလုပ်သွားတယ်။ဒါကြောင့်မဲ့လူမိုက်ကောင်းဆောင်ကကလပ်ရဲ့ဝင်ငွေရဲ့30ရာခိုင်နှုန်းပေးရင်သဘောတူမယ်လို့ပြောလိုက်ပါတယ်။လီယာတော့30ရာခိုင်နှုန်းဆိုတာများနေတာမို့လို့ဖြေပြန်မပေးပဲယောဂကူကိုစေကန်းကိုလာခဲ့လိုက်ဖို့ပဲပြောခဲ့လိုက်ပါတယ်။ တပတ်မှာတော့ဆိုဖီယာကိုနှိပ်စက်မဲ့သွားဆရာဝန်ဆိုတဲ့လူဟာဆိုဖီယာရဲ့ပါဇက်တဲ့ကိုဂိုင်းကြီးနဲ့မွေးတော့မလို့လုပ်နေခဲ့ပါတယ်။ဒါကြောင့်မဲဆိုဖီယာရှင်ကျမဘသူလဲဆိုတာသိလို့လားလို့မေးလိုက်တဲ့အတွက်သွားဆရာဝန်ကလည်းမင်းရဲ့ဖဲဂိုနီရဲ့သမီးဆိုတာသိပြီးသားလို့ပြောလိုက်ပြီးမင်းဖေကငါညီကိုတတ်ခဲ့လို့ငါအခုလက်စားချေခွင့်ရတော့မယ်လို့ပြောလိုက်ပါတယ်။ဆိုဖီယာကလည်းသွားဆရာဝန်ကမိမနဲ့တားနာမယ်ကိုပဲရေးရပြလိုက်ပြီးရှင်သားလေးကလည်းအခုဆိုရင်တိုက်ခန်းမှာနေလဲစားစားလို့ချင်းဖြစ်ပြီးဆိုတော့ရှင်ကျမကိုနှိပ်စက်တာနဲ့ရှင်မိသားစုအသေးသက်ဖို့ကျမလူတွေကိုညွှန်ကြားထားတယ်လို့ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်းသွားစရာဟောမင်းအလောင်းကိုဘယ်သူမှမမြင်အောင်လုပ်မှာဆိုတော့မင်းနှိပ်ဆက်ခံရတယ်လည်းဘယ်သူမှသိမှာမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်။ဒါကြောင့်မေဆိုဖီယာပင်ကွင်းကိုဖြုတ်ချဖို့အကြံကြီးကြံနေတယ်ကျမ။ပင်ကွင်းရဲ့ရှင်းကိုနှိပ်ဆက်ခိုင်းမယ်ဆိုတာကိုကြိုလေးလာတာပြီးသားလို့ပြောလိုက်ပြီးကျမလူတွေကခဏနေလို့မှကျမနဲ့ထပ်ပြီးဆက်သွယ်မရတော့ရင်ရှင်းမိသားဆိုတော့အသေးပဲလို့ပြောလိုက်ပြီးရှင်းမယုံရင်လုပ်ရရင်လုပ်ကြည့်လိုက်လို့ပြောလိုက်ပါတယ်။ဒါကြောင့်မေသွားစရာဟောလည်းဘာမှမတက်တာတော့ပဲဆိုဖီယာကိုလှုပ်ပေးလိုက်ရပါတယ်။ဒါပေမဲ့ဆိုဖီယာသူ့ကားစီပြန်ရောက်လာတဲ့ခါမှာတော့ကားရဲ့သူ့ရဲ့ရင်မောင်းကလည်းတိတ်ဆုံးနေတာဖြစ်ပြီး ဆိုဖီယာကိုတော့ဘာဘရာတို့တုံးယောက်ကမေးစေးအုပ်ပြီးဖမ်းခေါ်တော့ပါတော့တယ်။ဒီလိုနဲ့မကြားခင်မှာပဲဆိုဖီယာလည်းသတိပြန်ရလာပြီ။ရှင်တို့တုံးယောက်ကိုပင်ကွင်းကတက်ချင်နေတဲ့အတွက်ကျမကိုအသုံးချပြီးပင်ကွင်းနဲ့ညှိနှိုင်းမလို့မလားလို့မေးလိုက်တာ။အခုလေးတည်းမဲ့ပင်ကွင်းကသူ့ကိုဖမ်းဆီးနှိပ်စက်ဖို့လုပ်ခဲ့တဲ့အကြောင်းပြပြလိုက်ပြီ။ပင်ကွင်းရဲ့နေရာကိုလူယူဖို့လုပ်ထားတဲ့စီစဉ်ကိုရှင်တို့တုံးယောက်ကလာဖြတ်နေရမယ်လို့ပြောလိုက်ပါတယ်။ဘာဘရာတော့ရှင်နဲ့ပင်ကွင်းနဲ့ရန်သူပဲဖြစ်ဖြစ်မိတ်ဆွေပဲဖြစ်ဖြစ်ကျမတို့တို့ကလုံးဝအေးမပါဘူးလို့ပြောလိုက်ပြီ။ဆိုဖီယာကိုတစားကန်လုပ်ပြီးပင်ကွင်းနဲ့ပေးယူလုပ်ဖို့အတွက်ပင်ကွင်းစီဖုန်းဆက်ခိုင်းလိုက်ပါတယ်။ တဖက်မှာတော့ပင်ကွင်းကသူ့ဘော်တစ္ဆာရှိတဲ့ကလေးလေးမတင်ဟုတ်မင်းရဲ့ကျေးဇူးကြောင့်ငါရဲ့ရန်သူကိုနှိမ်နေနိုင်တာလို့ပြောလိုက်ပြီးမင်းသာလိမ္မာမယ်ဆိုရင်ငါပိုင်ဆိုင်တာတွေအားလုံးအနာကဘာမင်းပိုင်ဆိုင်လာမှာလို့ပြောလိုက်ပါတယ်မတင်ကတော့သူ့လိမ်ခဲ့တဲ့အကြောင်းစာရေးပြတ်လိုက်ပြီးဆိုဖီးယားဂေါ်ရွန်နဲ့နမ်းနေတယ်လို့ပြောခိုင်းလို့လာပြောရတာဖြစ်ကြောင်းပြောလိုက်ပါတယ်ဒီတော့မှပင်ကွင်းလည်းဆိုဖီးယားကသူ့တမင်လက်စားချီအောင်လို့ဆွာပေးတာကိုသိသွားပြီးဒီချိန်မှာပဲဗတာဆက်ရောက်လာကသွားဆရာအောင်လက်ထဲကနေဆိုဖီးယားလွတ်သွားတဲ့အကြောင်းနဲ့ဆိုဖီးယားဘာဘရာဖန်နာတဲ့အကြောင်းပြောလိုက်ကဘာဘရာစီရဲ့ဆက်သွယ်လာတဲ့ပုံကိုပင်ကွင်းရဲ့လက်ထဲထည့်ပေးလိုက်ပါတယ် ဘာဘရာကလည်းဆိုဖီယာကိုဖမ်းထားတဲ့ကြောင်းပြောလိုက်ပြီးဆိုဖီယာကိုပြန်လို့ချင်းအပေးယူနေတယ်။သူတို့ရဲ့တနက်ဆိုင်ရဲ့အမျက်ငွေကိုပင်ကွင်းကိုမခွဲပေးပဲသူ့အာဏာနဲ့သူကိုယ်တိုင်အုပ်ချုပ်မယ်လို့ပြောလိုက်တာကြောင့်ပင်ကွင်းလာဒေါသထရွန်းနဲ့လက်ခံလိုက်ရပါတယ်။ဖုန်းချပြီးတဲ့နောက်မှာတော့ပင်ကွင်းကကလေးလေးမတင်အောင်မင်းနိုင်ငံနဲ့နောက်မှာစီးရင်ရှင်းကြမယ်လို့ပြောလိုက်ပါတယ်။တပတ်မှာတော့လီယာလူမိုက်ကောင်းဆောင်ချောင်းဆိုးတဲ့ယောဂါကတာမန်လေးပြုံရောက်လာပဲလို့ပြောလိုက်ပြီးဘာကုဆတ်ယောဂါမှမဟုတ်တဲ့ကြောင်းနှစ်ကမာကိုပြောပြလိုက်ကလူမိုက်ကောင်းဆောင်ကယောဂါကုပေးလိုက်ရင်သူတို့ကြားထဲမှာတင်းမာနေတာလေးကြီးတော့နည်းနည်းတော့ယော့သွားလောက်ပါတယ်လို့တွေးနေကြတာပါ။ ဒါပေမဲ့လည်း၄ရက်စေးကောင်တော့လူမိုက်တွေဖွဲ့ရနိုင်ရောက်ပြစီသွားခဲ့ပါပြီ။ဒါကြောင့်မယ်နှစ်ကမှမင်းပတ်သက်နေရတဲ့လူတွေကဘလို့လူမျိုးလဲဆိုတာကိုသိပြီမှလားလို့ပြောလိုက်ပြီ။ဒီလိုလူမျိုးတွေကိုနုနုရွရွကင်တွယ်နေလို့မရဘူးလို့ပြောလိုက်တာ။လူတိုင်း Grandy နဲ့ပေးတွေးမှဆင်ပြေမဲ့အကြောင်းပြောလိုက်ပါရယ်။တပတ်မှလည်း Sophia သူ့ကိုပင်ကွင်းရဲ့လက်ထဲမှာအမှုဆိုရင်ပင်ကွင်းစီရဲ့လိုချင်တဲ့ခွင့်ရည်တွေအားလုံးသူပေးနိုင်တယ်လို့ပြောလိုက်ပါရယ်။တိုင်းမဲ့ပါပရာတော့ရှင့်အောင်ကျမတို့ကဖမ်းထားတဲ့အတွက်ရှင့်မကန်းလန်းပိုင်ခွင့်မရှိဘူးလို့ပြောလိုက်ပေးမယ်။ဒီချိန်မှာပဲဗဒါဇက်ရောက်လာပြီးသူတို့နေတဲ့အဆောက်အဦကြီးကိုလောင်ချာနဲ့ပြစ်ချလိုက်တာကြောင့် သုံးယောက်လုံးအရှင်လက်လက်မီးမြိုက်ပြီးသားမဖြစ်ရလေအောင်အမြန်ပြစ်ထွက်လာပါတော့တယ်။အဲ့ဒီနောက်မှာတော့ဆိုဖီယာကော်ရွန်ရဲ့ရုံးခန်းထဲကိုတဲတန်သွားခဲ့ပြီးသူ့ကိုပင်ကွင်းကအခုပဲတတ်ဖို့စူးစမ်းနေတဲ့အတွက်ကော်ရွန်ကကပတိန်တယောက်ဖြစ်တာမို့လို့ရဲတွေကိုဦးဆောင်ပြီးပင်ကွင်းကိုသွားတိုက်ပေးဖို့ငိုကြီးချက်မှတ်နဲ့ပြောလိုက်ပါတယ်။ကော်ရွန်ကတော့လက်ဆက်တက်တော့မင်းရဲ့အကြံဒီလိုလားလို့မေးလိုက်ပြီးမင်းရဲ့ရန်သူတော်ပင်ကွင်းကိုဖြုတ်ချဖို့ငါ့ကိုကပတိန်နေရာကိုခန့်အပ်ပြီးငါ့မင်းအတွက်ပင်ကွင်းကိုတိုက်ပေးနေရမှာလားလို့မေးလိုက်ပါတယ်။ဆိုဖီယာကတော့ရှင်မက်နဂိုးတဲ့ပင်ကွင်းကိုချေမုန်းပစ်ချင်လို့ ကျမရဲ့အဖေရှိရာစီဒီတကူတကလာပြီးကိုညီတောင်းခဲ့တာမဟုတ်ဘူးလားလို့ပြောလိုက်တဲ့အတွက်ကော်တော်လည်းနည်းနည်းတော့စဉ်းစားသွားခဲ့ပါတယ်။တပတ်မှာတော့ပင်ကွင်းကခလေးလေးမှတရားသူ့ကိုသစ္စာဖောက်ခဲ့တဲ့အတွက်ဒေါသတွေကြီးကျယ်ဖောက်ကွဲနေပြီးခလေးလေးကိုမိဘမဲ့ကြီးရမှာပဲပြန်သွားနေဖို့ပြောလွတ်လိုက်တာပါ။မာတင်ကတော့သူ့ကိုဆိုဖီယာအုံချခဲ့တဲ့အတွက်ပင်ကွင်းကိုတောင်းပန်ပါတယ်ဆိုတဲ့အကြောင်းစာရေးပြလိုက်ပြီးစိတ်မကောင်းဖြစ်စွာနဲ့ပဲအခန်းထဲကနေထွက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ပင်ကွင်းကမြို့ထဲကိုလူမိုက်တွေဆေးလွှတ်တော့မဲ့အကြောင်းကော်တော်သိအောင်လို့ဗီတာဇက်ကိုကြီးညာခိုင်းနေတာပါ။ဒီချိန်မှာပဲကော်တော်ကပင်ကွင်းရှိရာစီရောက်လာပြီး သူအခုပဲဆိုဖီယာကိုတွေ့ခဲ့တဲ့အကြောင်းနဲ့ပင်ကွင်းရဆိုဖီယာကိုတတ်ဖို့လုပ်ခဲ့တာကိုလည်းသိတယ်လို့ပြောလိုက်ပြီသူအခုလာရတာလည်းပင်ကွင်းကိုဖမ်းဖို့လာတာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီပြင်ကောတော့ဆိုဖီယာခမည်းနဲ့ကြုံရန်တိုက်ပေးနေတာလို့ပြောလိုက်ပြီသူ့အဖေကိုသူလုံနိုင်မှာလဲဆိုတာကိုပြဖို့အတွက်ဒီမျိုးကိုပါဖြစ်စီဖြစ်ရှင်နေတာလို့ပြောလိုက်ပါတယ်အဲ့ဒါကြောင့်မကောတော့ဒီညက်ဆိုဖီယာကိုသူ့အဖေစီပြန်ဖို့ယထာဘော်တင်ပေးလိုက်မှာမို့လို့ပင်ကွင်းကဒီကိစ္စကိုဝင်မနောက်ရှက်ဖို့ပြောလိုက်တော့တာပါဒါပေမဲ့ပင်ကွင်းကတော့ဆိုဖီယာကြုံကိုသစ္စာဖောက်ထားတဲ့အတွက်သူပြန်ပေးဆက်အောင်မှာမို့လို့ခမည်းရဲ့ကလန့်ချက်ကိုသဘောမတူနိုင်ဘူးလို့ညင်လိုက်ပါတယ် ါကြောင့်မကောတော့ကခမကျုပ်ပြောတာကိုလက်မခံရင်တော့ကျုပ်တို့ရဲတပ်ဘွဲ့အင်အားကိုအလုံးအင်းနဲ့တုံးပြီးခမရဲ့ပင်ကွင်းအင်ပါယာကြီးကိုမရရအောင်ချိန်မုံးပြစ်မှာပဲလို့ပြောလိုက်ပါတော့တယ်။ဒါကြောင့်မပင်ကွင်းလည်းသဘောတူလိုက်ရပြီ။ကောတော့ကတော့ဆိုဖီယာကိုဖယ်ရှားပြီးတော့ရင်ခမရဲ့လိုင်စင်စနစ်တွေလည်းမရှိရတော့ဘူးလို့ပြောလိုက်တာ။ကောတန်မြို့မှာဘသူပဲဖြစ်ဖြစ်ဒူးစရိုက်မှုကျူးလွန်ရင်ကျုပ်တို့ရဲတပ်ဘွဲ့ကတော့ဖမ်းဆီးရမှာပဲလို့ပြောလိုက်ပြီ။အနည်းဆုံးတော့ခမရဲ့လည်းဆိုဖီယာရဲ့ရန်ကိုကြောက်နေစရာမလိုတော့ဘူးလို့ပြောလိုက်တာ။နှစ်ယောက်သားသဘောတူညီမှုရသွားခဲ့ပါတယ်။ဒီဘက်မှာတော့လီယာနေကမာနဲ့အတူလူမိုက်ကောင်းဆောင်ထပ်သွားတွေ့ခဲ့ရတာဖြစ်ပြီး ဒီတကားမှာတော့လူမိုက်ကောင်းဆောင်ရဲ့အရက်ခွက်တဲကိုအစိတ်ခတ်ထားတာမို့လို့သူ့လက်ထဲအစိတ်ဖြေဆေးကိုလိုချင်ဒီနေရာကနေပြီးပိုင်ထွက်သွားမယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်မယ်လူမိုက်ကောင်းဆောင်ကလည်းချက်ချင်းမဲ့လီတို့နှစ်ယောက်ဖမ်းထားဖို့ပြောလိုက်ပေးမယ်။ချက်ချင်းဆိုသလိုပဲချောင်းဆိုပြီးသူ့ရဲ့ယောဂလက္ခဏာပြလာပါတော့တယ်။ဒါကြောင့်မယ်တိမ်မာကြောက်တဲ့လူမိုက်ကောင်းဆောင်လည်းလီနဲ့သဘောတူညီမှုယူလိုက်ရပါတော့တယ်။ဒီဘက်မှာတော့ကောတော်ကဆိုဖီယာကိုရဲတွေနဲ့စောင့်ကြပြီးယထားပေါ်အတင်းတင်းပေးခဲ့တာပါ။ဒါပေမဲ့ဒီချိန်မှာပဲမာတင်အောင်ဘာဘရာရုပ်ဖွဲ့ရဖမ်းခေါ်သွားပြီပဲဖြစ်ပါတယ်။ ဒါကိုပင်ကွင်းတည်သွားတဲ့ခါမှာတော့ရထားပေါ်ပါသွားတဲ့ဆိုဖီယာရှိရာစီကိုဗီတာဇက်ကိုဆေးလွတ်လိုက်ပေးမယ်။ဆိုဖီယာကတော့မာတင်ကိုအသက်ရှင်ရပြန်လို့ချင်းသူ့ကိုတရားအောင်မှာလာတွေ့ဖို့ပြောလိုက်တာကြောင့်ဗီတာဇက်လည်းဆိုဖီယာကိုလွတ်ပေးလိုက်ရပါတယ်။အဲဒီနောက်မှာတော့ဆိုဖီယာနဲ့ဘာဘရာတို့ကမာတင်ကိုဖမ်းနှားကြတာဖြစ်ပြီးသူတို့ချိန်ထားတဲ့နေရာကိုပင်ကွင်းကလည်းရောက်လာခဲ့ပါတယ်။ဆိုဖီယာပင်ကွင်းရဲ့လူမိုက်ကောင်းဆောင်နေရာကိုဖယ်ပေးမယ်ဆိုရင်မာတင်အသက်ရှင်ရမယ်လို့ပြောလိုက်ပြီးအဲ့လိုမှမဟုတ်ရင်တော့မာတင်ကဒီနေရာမှာနေသေးပဲလို့ပြောလိုက်ပါတယ်။ ်ပင်ကိုရတော့ကလေးတယောက်ရဲ့အသက်နဲ့ချင်းချောက်ပြီးမင်းဒီလိုမျိုးလောက်တာကိုမင်းဖေတာသိရင်တော်တော်လေးစိတ်ပြတ်သွားမှာပဲလို့ပြောလိုက်ကမင်းဘဝတစ်ချောင်းလုံးအဖေအသည်မှတ်ပြီးတော့ခံရဖို့အတွက်အတော်လေးကိုခက်ခက်ခဲခဲစူးစမ်းခဲ့ရမှာပဲနော်လို့ပြောလိုက်ပြီးငါ့မေကတော့ငါ့ကိုဘလို့ချင်းနေမှာပဲဖြစ်ဖြစ်နားလဲပေးပြီးချစ်ပေးတာမို့လို့တနာစရာကောင်းတဲ့မင်းရဲ့ခံစားချက်ကိုနားလဲပါတယ်လို့ပြောပြလိုက်ပါတယ်ဒါကြောင့်မေဆိုဖီယာလည်းအတော်လေးမခံကျင်ပြတ်သွားပြီးရှင်ဆက်ပြောနေမာတင်အောင်တပစ်လိုက်တော့မယ်လို့ပြောလိုက်တာကြောင့်ပင်ကွင်းကလည်းမာတင်အောင်တတ်မှာစိုးရိမ်နေတဲ့အတွက်ဆိုဖီယာရဲ့အပေးအယူကိုလက်ခံလိုက်ပြီး ူနောက်ပြေးလာတဲ့မာတင်ကိုသူရင်းရဲတီတီပြောခဲ့တာတွေအတွက်တောင်းပန်ပါတယ်လို့ပြောလိုက်ကသူလဲမာတင်ကိုတန်ရောစင်ရှိတဲ့အကြောင်းပြောလိုက်ပြီးကားထဲကနေတော့စောင့်နေခိုင်းလိုက်ပါတယ်။အဲ့နောက်မှာတော့ပင်ကွင်းကမင်းမို့လို့ကလေးတယောက်ကိုအတုံးချရက်တယ်နော်လို့ပြောလိုက်ပြီးနောက်တစ်ခါမာတင်ကိုထပ်ပြီးအတုံးချတာမျိုးလုံးဝအဖြစ်မခံနိုင်တော့ဘူးလို့ပြောလိုက်ကသူ့လက်ထဲကအဝေးထိန်ကလေးကိုနှိပ်လိုက်တဲ့ခါမှာတော့မာတင်ဝင်ထိုင်လိုက်တဲ့ကားကလည်းမိလောင်ပောက်ကွဲသွားပြီးသူတို့နှစ်ဦးနှစ်ဖက်ကြားမှာစတင်ပြစ်ခတ်ကြပါတော့တယ်။တမမာတော့လေးရနေကမာကိုရှင့်ကောင်းကိုကျမမကူပေးဘူးဆိုတာရှင်ရအကောင်းတိုင်းဖြစ်နေလို့ပဲလို့ပြောလိုက်ပြီ ရေခဲရိုက်ကန်နာလို့အနှဲငယ်ဆိုးကျိုးတက်ရောက်ခဲ့ပေမဲ့အခုတော့ရှင်အုံနာကိုပုံမှန်တိုင်းပြန်ပြစ်နေပေမဲ့ရှင်းစိတ်ကတအားမသိပဲလက်မခံနိုင်လို့ဒီလိုပုံစံဖြစ်နေတာလို့ပြောလိုက်ပါတယ်ဒါကြောင့်မင်းကမလည်းမင်းငါ့ကိုဘာလို့မပြောပြခဲ့တာလဲလို့မေးလိုက်တော့လီကလည်းသူသာပြောပြလိုက်မယ်ဆိုရင်ကြောက်စရာကောင်းတဲ့စကားတော်ဖွက်သမားရီဒလာဖြစ်သွားမှာကိုဆိုရင်လို့လို့ပြောလိုက်ပြီးဟိုးရင်တော့ကျမနဲ့မိတ်ဆွေဖြစ်ခဲ့တဲ့အက်ဒဝတ်နီကမဆိုတဲ့ကောင်လေးပဲဖြစ်စေချင်တာလို့ပြောလိုက်ပါတယ်တပတ်မှာတော့ဘာဘရာဆိုဖီယာကိုယုံကြည်ခဲ့မိလို့သူတို့ပဲပြန်ပြစ်ခံလိုက်ရတယ်ဆိုပြီးဒေါသတွေပေါက်ကွဲနေခဲ့တာပါ ဆိုဖီယာတော့ရှင်တို့ခုချိန်မှာကျမနဲ့မပူပါဝင်ကျမကောင်းဆောင်ဖြစ်တဲ့ခါကျရင်ရှင်တို့ဘာခွင့်ရေးမှရတော့မှာမဟုတ်ဘူးလို့ပြောလိုက်ပြီရှင်တို့ရဲ့လက်နက်တိုက်ကြီးကလည်းဖျက်ဆီးခံလိုက်ရပြီဆိုတော့ဘာအင်းရမှမရှိတဲ့အတွက်ရှင်တို့အနေနဲ့ကျမကိုလိုအပ်မှာပဲလို့ပြောလိုက်ပါတော့တယ်တပတ်မှာတော့မာတင်ဟာကားမီးလောင်ပောက်ကွဲတဲ့ထဲမှာပါသွားပဲအသက်ရှင်နေတာကိုတွေ့ရပြီသူကားရဲ့ဝင်ငယ်တုံးကကားအောက်ခြေကနေတစ်စင်းလေးဝက်လမ်းကြောင်းလှုပ်ထားပေးခဲ့ပြီးပင်ကွင်းကမာတင်အောင်တက်ချင်အောင်ဆောင်ခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မယ်ပင်ကွင်းကမင်းအသက်အန္တရာယ်ကဲမို့တော့ဗီတာဆာဥဆောင်ခေါ်သွားပါလိမ့်မယ်လို့ပြောလိုက်ပြီး ဂေါ်တမ်မျိုးတော့ဘယ်တော့မှပြန်လာလို့မရတော့ဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့မာတင်ကတော့ပင်ကွင်းနဲ့မခွဲနိုင်ဘူးလို့စာရေးပြလိုက်တဲ့အတွက်ပင်ကွင်းလည်းစိတ်မကောင်းဖြစ်သွားပေမဲ့မာတင်ကိုထပ်ပြီးမထိခိုက်စေချင်တော့တာမို့လို့တနေ့ကျရင်ငတ်လို့ရောက်မင်းသားလည်းမပါလို့ပြောလိုက်ပြီးကလေးလေးကိုနှစ်သိမ့်ပေးလိုက်ပါတယ်။တပတ်မှာတော့ဝကောင်းစုလူသက်သမားရဲ့မူရင်းမျက်နှာအနေထားကိုတိလိုက်ရတဲ့ဂေါ်တော်ကလူသက်သမားကိုဖမ်းတော့ကလူသက်သမားကသတိလက်လွတ်နဲ့တောင်ပိုင်းလေတန်းနဲ့ပြောခဲ့တဲ့အတွက်လူသက်သမားနဲ့ပတ်သက်တဲ့ချက်လက်တွေကိုသိရဖို့အတွက်လူစီရက်ကိုတောင်ပိုင်းဌာနစီစုံစမ်းကိန်းနာခဲ့တာပါ။ဒါပေမဲ့သူတို့တိလိုက်ရတာကတော့ဝကောင်းစုလူသက်သမားက လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကလည်းတောင်ပိုင်းမှာကွင်းဆက်လူတက်တဲ့အမှုတွေကျူးလွန်ခဲ့ပေမယ့်ဝက်ကောင်းဆိုပြီးလည်းလူတက်ခဲ့တာမဟုတ်တလို့ရဲရရှိတွေကိုပဲရွတ်တက်ခဲ့တာမဟုတ်ဆိုတာကိုသိလိုက်ရပါတယ်။ဒါကြောင့်မခေါ်တော့လည်းလူတက်သမားလွတ်သွားမှဆိုရင်လည်းအတွက်ချက်ချင်းမဲ့အခန်းကိုလိုက်သွားဖို့လုပ်လိုက်ပါတယ်။ဒါပေမဲ့ခေါ်တော့ရောက်သွားတဲ့အခါမှာတော့ဝက်ကောင်းဆိုလူတက်သမားကသူ့ခန်းရဲ့တာဝန်ကျအဆောက်အုံတက်ပြီးထွက်ပြေးသွားခဲ့တာမို့လို့ဘာတွေဆက်ပြေအောင်မလဲဆိုတာအပိုင်း၁၁မှာကြည့်ရှုရမှာပါ။